ဒီဆက်လက်ပြီးတင်ဆက်ပေးခြင်းနဲ့သတင်းဆောင်ပါတစ်ပုဒ်ကတော့ဒါဖာနှစ်ယောက်ဖနက်ချုပ်ကြတော့မီလို့ဆိုတဲ့ဆောင်ပါတစ်ပုဒ်ပဲဖြစ်ပါတယ်နိုင်ငံပေါင်းစုံဥဆောင်မဲ့ကမ္ဘာမာတီပူလာဝေါ့မှာ2025အလွန်မြန်မာအတွက်စိန်ခေါ်မှုများနဲ့အခွင့်အလမ်းများဆိုတဲ့အလုတ်ယုံဆွေးနွေးပွဲကိုနေပြည်တော်မှာပြုလုပ်လာခဲ့ပါတယ် ထိုဆွေးနွေးပွဲသို့အကယ်ဒမီပွဲထီတော်တင်ပွဲမကြံတက်ရောက်ခဲ့သူ ပါလီယာကိုမိုက်ခဲအကျန်းဖတ်သမားမင်းအောင်လာရောက်လာခဲ့ပါတယ်ထိုဆွေးနွေးပွဲတွင်ကိုတရုတ်စင်ဝါတွင်ဌာနကလည်းလက်ရှိကဘာကြီးကို၎င်းတို့ဥဆောင်မှုပေးတော်မယောင်နဲ့မိမောင်ထူတင်ပြလာခဲ့ပါတယ်သို့သောတရုတ်အစိုးရမှ၎င်းကအလေးနဲ့ထားပြောဆိုလူတော်လဲ တောလီယာမှာဟာတလုတ်တက်သူအကျန်းဖတ်သမားမင်းအောင်လှိုင်ကကောက်ခါငင်ကာဖြင့်ခမားတို့အာလုံးအင်ကြီးတွေဖနက်တွေဝုတ်ကြစီးကြတယ်မဟုတ်လားလို့မေးလိုက်ပါတယ်မြမဝါကုန်းနဲ့တရည်များထုတ်လုံနိုင်စွမ်းရှိလို့အိမ်ကြီးချင်းနိုင်ငံများရှိဘီလီယံနဲ့ခြီတဲ့သူများအားအဝတ်အစားများရှုဖက်နှံများထုတ်လုံရောင်းချနိုင်မဲ့စီးပွားရေးအခွင့်အလမ်းကြီးရှိနေတယ်လို့ အီတာလီယံများပင်မျက်လုံးပြူမျက်စံပြူလောက်အောင်ချပြလိုက်ပါတယ်။ယခင်ကလည်းလာတူတနိုင်ငံလုံးမှောင်နဲ့မဲမဲဖြစ်နေမှုအားဆူလာစွန့်ရင်ဖြင့်အစားထိုးအန်းလို့ပြောပြီးမကြခင်မှာပင်တားဖြစ်သူအောင်ပြေဆုံးဟာဆူလာပြားများကိုတူးတဲမောင်းပိုင်စည်းကတင်သွင်းလာခဲ့ပါတယ်။ဤဒီကိုကြည့်က AOD တည်င်းမှအောင်ပြေဆုံးဖနှက်ချုပ်ရောင်းတော့မီလို့လို့မေကွန် ထုတ်လာခဲ့ပါတယ်အကျန်းဖက်သမားမင်းအောင်လှိုင်နဲ့အဖွဲ့ဟာကဘာကြီးမှာကြီးမားတဲ့အရွေကြီးဖြစ်လာတော့မယ်လို့ရိတ်စားမိလာတဲ့အတွက်၎င်းတို့လိုက်မမီနိုင်တဲ့အကြောင်းအရာများကိုအလင်းပြပေးနိုင်မှုအတွက်ကျွမ်းကျင်သူဆိုသူများကိုခေါ်ယူကာအုံနောက်စားလာခြင်းဖြစ်ပါတယ် ဒေါ်နယ်ထရမ့်မှာပင် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုများပယ်ဖြတ်ပေးတော်မူလို့လို့စိတ်ကူးရင်ကောင်းရင်လာနိုင်ပါတယ်။တနိုင်ငံလုံးကဒုက္ခပေးနေတဲ့သွေးဆုပ်ဖုတ်ကောင်ကြီးဟာအသက်သွင်းပေးရန်ဝန်မလေးတဲ့အောက်လန်းဆရာရောင်ရောင်များဟာလေအာဘောင်အရင်တန်တန်နဲ့ပြောဆိုကြမဲ့ပွဲလေဖြစ်ပါတယ်။အမေရိကန်မှဘွေဇော်ဦးပြန်ဖို့ခံရသူမြန်မာနိုင်ငံသားနှုတ်ဦးကိုပင်ဦးစီဘုံပေါင်းနဲ့ကျူစူမတက်လက်ခံခဲ့ပါတယ်။ ဤဒီကပင်မိမိတို့မှဖန်းစီအေးယူမိမဟုတ်စိတ်တလောက်နောက်ဆံမတင်းမဲပြန်ပို့ရန် ထွန့်အားအချက်ပြလိုက်ခြင်းပင်ဖြစ်ပါလေအချမ်းပသမမင်းအောင်လိုင်းနဲ့အဖွဲစိတ်ကူးရင်မီဆိုကလည်းရင်လောက်ပါလေနေပေါင်း40ကျော်အတွင်းတစ်ခါမှ မကြားဘူးတဲ့မဖတ်ဘူးခဲ့သောမကြားဝွန်မနာတာအပြောဆိုများအိမ်ပြူတော်မှထွက်ပေါ်လာနေခြင်းလည်းဖြစ်ပါလေအိမ်ပြူတော်ရဲ့တောင်ဘက်မြခင်းပြင်ဟာလည်း နေချင်းညချင်းဆူတလူကားရောင်ပြာကန်းကြီးဖြစ်သူပင် ပြောင်းလဲသွားခဲ့ပြီဖြစ်ပါတယ်အရာတိုင်းဟာမြဲလူတတမထဲသွားနေလိမ့်မယ်လို့ take it for granted ယူဆခဲ့တဲ့အနောက်နိုင်ငံသားများလည်းတုန်လှုပ်ဆပြုလာနေပြီဖြစ်ပါတယ်ဂျပန်နိုင်ငံမျိုးကြီးနှမျိုးကိုအမှုမျိုးဘုံကြီးနှလုံးနဲ့ကျဲချတိုက်ခိုက်ခဲ့လို့လူသိန်းတောင်းချီတေဆုံးသွားခဲ့ပြီဖြစ်တော်လဲယခုအခါလက်မှတ်တစ်ချက်ထိုး ထိုးလိုက်ယုံနဲ့ကဘာတဝန်းရှိလူတန်းပေါင်းများစွာဒုက္ခရောက်ကုန်ကြပြီဖြစ်ပါလေလူသားတို့ရဲ့လွတ်လပ်ခွင့်များပတ်မှမမမမရက်တီပေးကြတဲ့သတင်းစာဂျာနယ်မဲဂဇင်းများက ကြားရောက်လာလတန်သောအန္တရာယ်ကြီးကိုတာဝန်သိစွာမိမောင်းထိုးပြလာခဲ့ပါလေပြည်သူတို့ရဲ့ခုခံတွန်းလှန်စစ်မုတ်ချအောင်ရမယ်